နေလို့မရဘူးဒီတော့တခါတည်းခေါ်သွားမှာမထားဘူးသွားကြည့်ငါပြထားတယ်သွားကြည့်ဦးဘာလို့တော့သွားကြည့်ဦးငါပြထားတယ်ဘာလို့ပြတာတို့မင်းတို့သွားဦးနိုင်ဝိုင်းနေရှိတယ်ဒီရောက်သေးလူဝါနဲ့လာတယ်နေတယ်လမ်းတွေဖောက်တယ်လူလမ်းတွေကောင်းကောင်းဖောက်နောက်ပိုင်းဖျားတွေတေးတယ်哦ဒီမှာဓမ္မယုံနေစရက်ဒီဆိုရင်เนาะစောင့်ထားတာနေလာမဟုတ်ဘူးဗျနေလို့မရဘူး ဒီဗီဒီယိုလေးကိုအားလုံးသိကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းဒီဗီဒီယိုလေးကိုတွေ့တွေ့တဲ့အခါမှာဘာဖြစ်လို့အခုလိုဟိုဘယ်လိုပြောရမလဲကုသိုလ်တရားတွေလုတ်ပြီးတော့ဆွဲလန်းစိတ်ကြီးဖြစ်သွားရတာလေပေါ့လေစဉ်းစားကြည့်တဲ့အခါမှာအကုန်လုံးလည်းတွေ့ရဖြစ်နေကြပါတယ်လူကြီးနေပေါ့လေနော်ဘာဖြစ်လို့ကုလို့ဖြစ်ရတာလဲပေါ့လေဒီလိုကုသိုလ်လုတ်ပြီးတော့ဘာညာပေါ့ဗျာတိရလိုက်မလာလူကြတော့ဆွဲလန်းပါလို့ထားရတာလေပေါ့ အမမဲအဲ့လိုမဟုတ်ပါဘူးဒီဖုံးဖုံးရဲ့အကြောင်းကိုအစဆုံးသိတဲ့အကိုကြီးတယောက်ရှိပါတယ်တော်တော်ဒီတကွန်တောင်ပေါ်မှာနေတယ်ပေါ့နော်အဲ့အကိုကြီးကဒီဥဒမရဲ့အကြောင်းကိုအစဆုံးသိပါတယ်သူပြောပြတာလေးတွေကျွန်တော်တို့နားထောင်ပြီးတော့ပြန်ပြီးတော့တုံ့တက်ကြမယ်ပေါ့ဗျာနော်အလုံးနဲ့ဗီဒီယိုလေးကိုအစဆုံးပြန်ကြည့်ပြီးတော့တီချာလေးတုံ့တက်ကြပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုအစဆုံးကြည့်မယ် Let's go နေလို့မရဘူးပြီးတော့တစ်ခါတော့ခေါ်သွားမှာမထားဘူးတော်ကြီးငါပြထားတဲ့ဘက်ကြီးဟုတ်ဘာလို့ သွားကြည့်ရောငါပြထားတယ်။ဘာကိုပြတာတို့။မင်းတို့သွားဝင်ကြည့်လိုက်အိုး။ပြီပြီပြီ။ဒီလိုကြည့်ပြီပြီ။ဟာလက်ကြီးချတာမြင်လား။မြင်တယ်။မြင်တယ်လို့မြင်လားကခုဆိုးတော့ငါချတာလေလက်ကြီးတော့ချတာမြင်လား။မြင်တယ်လို့ပြီးတော့ဘယ်လိုပြောမလဲ။ဆွလန်းနေဆိုတဲ့အရာတခုမှကမစွန့်လွတ်နိုင်လို့ဆွလန်းတာရှိတယ်။ပြီးတော့ကိုလှုပ်ထားတဲ့အရာတွေမပြည့်ပြတ်သေးတဲ့အရာတွေကိုဆွလန်းတာလည်းရှိပါတယ်။ဆိုတော့ ဒီဆရာတော်ကြီးဥဒမကလူဘဝမှာအရင်ရှင်းတာတဲ့ထဲမှာပါပါတယ်။စီစဉ်ဥစ္စာလည်းရှိပါတယ်။အဲ့ဒီအရာတွေကို तू စွန့်လွတ်ပြီးတော့တောထဲမှာလာပြီးတော့တဘာတဲ့တည်င်းတုံးတာဖြစ်ပါတယ်။ခုချိန်ကျမှဒါတွေကိုစွန့်လန်းနေတယ်ဗာအเจ้าမှမရှိဘူးပေါ့နော်။ तू စွန့်လန်းနေတယ် तू မကျွတ်မလွတ်ဖြစ်နေရတဲ့အเจ้าရင်းက तू လောက်ခဲ့တဲ့အရာတွေမှာမပြီးမပြတ်သေးတဲ့အရာတွေရှိတယ်။ဒါကြောင့်မို့လို့ तू မကျွတ်မလွတ်ဖြစ်နေတာပဲဖြစ်ပါတယ်ခင်ဗျာနော်။ တယ်ပြီးတော့မစွဲနဲ့လေကိုကြီးအဲ့လိုတောင်းနေကြွရတာတော့စွဲနဲ့မစွဲနဲ့ပါပါမလို့ဒီညတော့ဘာပါလို့ပြောခုလိုရအောင်ဒီချတာမြင်လားဆိုတော့ပတ်ကြည့်လာဟုတ်ကြည့်ပြီးပြီအမမင်းကလမ်းမှာခဲထားပါတာသူသူတို့ပြောလို့ဖြစ်သွားတာဘာလို့စွဲလန်းနေရတော့ဘာလို့မစွန့်လွန်းနေတော့အဲ့သူတို့ပြောလို့ဖြစ်သွားမမင်းအဲ့ဒါမဟုတ်ဘူးလေအဲ့လိုကြီးစွန့်လန်းနေလို့မစွန့်လွန်းနိုင်လို့ဒါမျိုးကြီးဖြစ်နေတာမဟုတ်ဘူးလေဟုတ်တော့လား တတိတော့ပြင်းပြလို့တဲ့ပုံစံတွေအပြင်းပြတော့ကိုပါမှာဒါတွေကမပါဘူးဒါတွေမပါဘူးတတိထားတာမနေရဘူးဒီမှာဘောမထားဘူးငါဘောမထားဘူးခုထားတာလေမိမ့်မတော့ညင်မှုနော်ဟုတ်ပြီပြီးတော့မိမ့်မတော့ညင်မှုနော်ဟာတတိထားတာမြေလောက်ပတ်ကြည့်တော့ကြည့်ပါခဏနေကြည့်ပါတတိမလို့တဲ့ဦးတဲ့ကြည့်ပါမပူနဲ့ကြည့်ပါကြည့်ပါမဆွဲနဲ့မဆွဲနဲ့ဒီမှာမဒီလိုပြောမှာစာနော် အမမက်လူပြောမဲ့စာမဟုတ်ဘူးစိတ်ချလက်ချထားခဲ့လိုက်နောက်လောက်ရမဲ့အရာတွေအလိုပြီးပြက်အောင်လုပ်ပြီးွားမယ်ဘာညာအဲ့လိုမျိုးရှော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဒါသူလည်းတွန့်နေကျွလွတ်သွားနိုင်တယ်ပေါ့နော်အခုဟာကြီးကမစွန့်လန့်နဲ့ဒါ යි မပါလာဘူးဘာညာတော့သူလူပြောမှာပဲဒီဟာကြီးကဘုံဘုံကဒီလိုအရာတွေမှာစွဲလန်းလို့မကြုံမလွတ်တာကြီးဖြစ်သွားရောနော်ဒီမှာမကြုံမထားတယ်ဘယ်နည်းရှိဘယ်နည်းရှိဘယ်နည်းဆုံးတာလို့ဘယ်နည်းပြန်တော်မူတာလို့ ဖော်ပြရှိဘာလို့ဘုံမဆက်တာတို့မင်းမကောင်းတာဘာလို့ဘုံမဆက်တာဆိုတာ6ရက်ရှိပြီတဲ့နော်ဟိုတလောလေးရရေတကွန်တောင်းပေါ်မှာအပြန်တော်မူွားတယ်ဆိုတဲ့ဆရာတော်ဦးဓမ္မပေါ့အဲ့ဆရာတော်ကြီးရဲ့ကျောင်းနေရရောက်တော့မယ်ဗျဒါတော့ရောက်ခင်နေရဇေဒီတွေပေါ့ဗျဒီလိုတောင်ပေါ်ဒီမှာဒီလိုလမ်းကြီးသွားလို့များတောင်ပေါ်မှာဒီလိုဇီဒီဒီတဲတယ် ဓမ္မယုံနေတဲတယ်ဆိုတာတုံတုံဇွဲတတိမျိုးနဲ့မရဘူးနော်ဆိုတော့သူဆွလန်းကျင်လေဆွလန်းကျင်နေရဖြစ်ပါတယ်ဆွလန်းဆွလန်းနေဆိုရယ်ဆိုရယ်ပြောတဲ့လိုမျိုးဒီအရာတွေကိုမစွန့်လွတ်နိုင်တာမဟုတ်ပါဘူးသူကမပြီးမပြီးပြတ်သေးတဲ့အရာတွေရှိရအတွက်ကြောင့်မို့လို့သူဆွလန်းနေတာပဲထင်နိုင်ကြီးများတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့ဒါကျွန်တော်အထင်ကိုပြောပြတာပါနော်အိုးဘုရော အဲ့လိုလေးဝူထိုးလိုက်ရင်အေးငါတကမောင်မိုးကြီးလာပြီကွာဆိုပြီးတော့သူကလည်းပြန်ထိုးတယ်ဗျဝူထိုးတယ်ခုတော့အဲ့တန်နေမကြတော့ဘူးဗျဝန်းနေစရာကောင်းတယ်နော်သူရအာဟုတွေတော့တန်ကြပြီဗျကျွန်တော်အာဟုတွေတော့ကျွေးသွားမယ်ဒီတောင်ပေါ်ကတော့တက်ချင်တော့ဆိုင်ကလည်းမကောင်းဘူးဗျရွှေဟင်းသာဂူတီဆိုင်ကမောင်းထားပြီးတော့လာမယ်ဆိုရင်တော့ခြေချင်းလေးနည်းနည်းတက်ကင်ရောက်ပါနော် တဲ့တဲ့အုတ်တပွင့်အုတ်တစ်ချက်ပေါ့ရောက်ဖို့ဆိုလွယ်တဲ့နေရာကြီးမဟုတ်ဘူးဟုတ်တယ်တော်တော်ကိုလုတ်သွားတယ်ဗျပြူနော်တော်တော်လုတ်သွားတယ်ပြီရဟန်းဘောမှာပဲဖြစ်ဖြစ်မှန်တိုင်းပြောရင်တော့ဒါသူ့ရဲ့မျိုးတွေကနေမိသားစုတိုင်းဝိုင်းနေရှိတယ်ဒီရောက်သေးလူဘဝနဲ့လာတယ်နေတယ်လမ်းတွေဖောက်တယ်လူလမ်းတွေကောင်းကောင်းဖောက်နောက်ပိုင်းဖျားတွေတေးတယ်ဒီမှာဓမ္မယုံနေစရက်တည်ဆိုရင်နော် စောင့်ထားတာနဲတာမဟုတ်ဘူးဗျအဲကြောင့်မို့တော်တော်ကြိုးစားအားထုတ်တဲ့ယဟန်တစ်ပါးပေါ့ဗျာနော်လောကကြီးထောက်ခေါက်သွားတာနှမျောတယ်ဘာလို့နှမျောတယ်လဲဆိုတော့လူဆိုတော့ဒီချင်းကြောင်းတရားကိုမလွန်ဆန်နိုင်ဘူးဗျဟုတ်တယ်တို့ပေမဲ့ဒီတောင်ပေါ်မှာနေကြရလူဘဝနဲ့ကြရကျွန်တော်ကယဉ်နီးတယ်ယဟန်ဘဝရောက်လာတော့နေတော့လဲယဉ်နီးတယ်ဒီမှာဒီပေါ်မှာလောင်ကစားမလုပ်ဘူးဗျာ လူပေါ်မှာညီကောင်မတော်မရှိပါသေးတယ်နော်ညီကောင်မတော်မရှိတယ်သူတို့ညီကောင်မတော်မအားလုံးဟာလည်းငွေကြီးချမ်းသာတဲ့အထက်မှာပါတယ်စီမေးတဲ့အထက်မှာပါတယ်ဆိုအဲ့ဒါယူသူစွန့်လို့ပြီးတော့ဒီလိုနေရာမှာ သူလာနေပြီဆိုတဲ့ကဒါတွေကိုစွဲလန်းစရာအကြောင်းမရှိဘူးလို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးနော်ဥပမာတောက်စားပါညာမရှိဘူးဗျာတပါးတဲ့ယိုယိုတပါးကြီးနေတယ်အဲဒီလိုလိုလူသွားလန်းနေ စိုင်းကလန်းနေဖြစ်ဖို့ဘယ်မှမလဲလူလူမခံဘူးဗျသူလှုပ်အားနဲ့သူလှုပ်တယ်ဒါပေမဲ့လာလို့လှူရင်လဲသူလက်ခံထားပြီးတော့ကြီးရဲ့ဝတ္ထုလေးတွေကိုစုထားတယ်အဲနောက်ပိုင်းတက်နိုင်ရင်ဝဲတယ်ထူလာကြီးနေအောက်ကိုကဲတယ်ပြီးရင်စိုင်းကနဲ့တစ်စင်းတင်းတယ်ဒါစိုင်းကလန်းပေါ့တာမှာကျွန်တော်တို့လွန်ဆုံးရှိရင်ခုနှစ်နှစ်လောက်ပေါ့ဗျအဲ့ဒီရင်ကလေးကနီးလာတာကတော့နှစ်ပေါင်း 30ဝန်းကျင်လောက်တော့ရှိပြီဗျ20နှစ်20လောက်ကတော့ရေမရှိလမ်းမပေါက်ဘဝကိုအဲ့လိုနေလာတာဗျာနော်ဒါတွေလဲအောက်ကနေထမ်းတင်ရတာပဲဗျတဲရီပုတ်ဒီဘီလက်မြည်ဒီတောင်တန်းဟိုဇွဲနဲ့တောင်တန်းဟိုစိတ်တနေရတော့မှာဒါပေမဲ့တော်တော်ကိုတူယူလိုက်ပါတယ်ဗျကျွန်တော်ကတော့တော်တော်လေးသဘောကျတယ် ဒီဆရာတော်ကြီးလူဘဝအနေယဟန်ဘဝအထိနေပုံထိုင်ပုံနေလုံးပုံနေအဲကျွန်တော်ကဟိုးမြင့်ဆုံးတောင်ကြီးမှာတက်နေတယ်ဗျအဲ့မြင့်ဆုံးတောင်ကြီးပေါ်မှာလဲကျွန်တော်တဲလေးတစ်လုံးရှိတယ်နော်ခြံလေးအဲ့ရနေကျွန်တော်ကဝူးလို့လန်းထိုးသူကလည်းဝူးပြန်ထိုးတယ်ဗျမိချက်တည်းလည်းပြတာပေါ့ဗျမမိုးရဲငါမိမပြတဲ့နေတော့တေးပြီးသားမှတ်กว่าတယ်အမေတယောက်နဲ့တယောက်အဲ့လိုလေးနေကြတယ် အဲမိုးတွင်းဆိုမီးမပြနိုင်ဘူးလေမမြင်အောင်မြူတွေနဲ့နောက်ပိုင်းခုကြတော့ပြန်တော်မူတာလဲကိုလည်းမသိလိုက်ဘူးအဲတီးတော့လဲဒါသူတို့လုပ်ငန်းကိစ္စတွေတန်ငါရဲ့လုပ်ငန်းတွေလောက်ကြတော့ကျွန်တော်လဲမလာပြဘူးဗျခုတော့တယောက်မှမရှိဘူးလာတယ်ဗျအောက်လာဟေးမင်းတို့ကောင်းနေငါတဲလိုက်မလားကဲခုတော့မင်းတို့ပဲငါ့ကိုလာကြိုတယ်ဗောနော်သူကတော့ ဥစဉ်ဥဒမဟေးမိုးကြီးရေဆိုလန့်လန့်ခေါ်တာနော်ဥစဉ်ဟိုတချို့ကကြလိုင်းပေါ်မှာဝင်ပူးတော့ကြတော့ဆွဲလန်းလို့ဘာညာပြောကြဒါအလိုလဲမပြောပါနဲ့ဗျာနော်ဘာလို့တုံဆိုသူဆွဲလန်းနေဆိုတာလောက်စီရတွေကြံသွားလို့ပါပစ္စည်းဥစ္စာတွေဆွဲလန်းတာတော့မသေးခင်ပြန်တော့မမူခင်ကြရက် တကားပြီးရောမှုပါတယ်အခုမှသူမမောပါဘူးမစွဲလမ်းပါဘူးနော်လောက်စရာပြလန်လေးရတော့အများကြီးကြံသွားတယ်ဗျသူလဲဒီရီကြီးတွေဆိုနဲတာမဟုတ်အဲသူရင်ဆုံးနေတဲ့နေရာကိုကျွန်တော်တစ်ချက်သွားမယ်ဗျဘာလို့တုံးဆိုတော့ဒါကဒီဘက်ဒီနောက်ပိုင်းမှာတည်ထားသူရင်ဆုံးနေခဲ့တဲ့အောင်းတော်မူကုန်အဲရောင်းရင်တော့တခါဒီလူနေရာတွေမှာလမ်းမဆက်သွေးခက်ခဲမှုရှိတယ်တော်ရည်လာရည်ခက်ခဲမှုရှိတယ်ဆိုတဲ့အခါမှာ ဒီမို့တပါးတဲ့တည်င်းသုံးနေထိုင်ရတာအစ်စ်မပြေပါဘူးပေါ့နော်ကျမကြီးဒီရှိမဲခက်ခဲကြီးရှိမဲပါညာဆိုတာတပါးတဲ့တည်င်းသုံးတယ်ဆိုတာလုံးဝအစ်စ်မပြေဘူးပေါ့နော်ကပီယာလေးဖြစ်ဖြစ်အဲဦးစင်းကိုရင်းလေးဖြစ်ဖြစ်အပေါ်လေးနဲ့တည်င်းသုံးမယ်ဆိုရင်ဒါဟာပူတင့်တော်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ပြမယ်ဗျာနော်အေးလာကွာမောင်ဖြူတို့မောင်မဲတို့လာလာလာငါမုံကျွေးမယ်ဟမ် ေးမင်းတို့ညလည်းအော်နေကြတာကွာငါတည်းရကြားရတယ်လားတို့ငါစီကိုလိုက်လာခဲ့ကွာမင်းတို့ကောင်တွေကိုကျွေးမယ်လောက်ထားတာတော့ကျွန်တော်တို့နေရာတွေတောင်းတောင်ကြီးနဲ့မဝေးဘူးဗျဒီလိုအုတ်ခုံနေဒီလိုထိုင်ကုန်နေကျွန်တော်တို့မလုံနိုင်သေးဘူးဒါမြင်းလုံးတောတောင်ဝေးကြီးတယ်မှာဗျခရလာရင်နားဖို့ ထိုင်ဖို့လှုပ်တာမလီဘုရောကဘုံကြီးတော့ပြောတဲ့အာဃလူဆိုတာဥကလာတာကွာဩတော်တော်ကိုလေးစားလိုက်ပါတယ်ကွာကျွန်တော်ကတော့ဥဒမကြီးပြန်တော့မမှုခင်ရလဲကျွန်တော်ကလာတယ်ဗျကျွန်တော်ကလှူတယ်ဗျလုံးစီရာရှိတာကျွန်တော်ရှိတာလေးလာလာလှူတယ်ကျွန်တော်လာရင်သူကလည်းပြောနေတာဗျအဲခုတော့ ခပြုံးပြုံးကြီးနဲ့မျက်နှာလဲကျွန်တော်မမြင်ရတော့ဘူးဗျအာဟုတွေရဲ့မျက်နှာလေးတွေကလဲမိုင်းထွင်နေတယ်ဗျเนาะအကူမဲ့တယ်ဆိုတဲ့ပုံစံလေးဖြစ်နေတော့ကဲဘိုးဘူးအိုင်မိုးစီလိုက်ခဲ့ကွာမောင်မဲတို့ရောရှိရနော်နော်ဒီမှာတော့နေမနေတော့နဲ့မင်းတို့ဘယ်သူမှကြွေးမှလည်းမဟုတ်ရိုးဒီဗီဒီယိုလေးကိုအစားဆုံးကြည့်တဲ့သူဆိုရင်ဒါတိပါလိမ့်မယ်နော်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးသွားတဲ့သူဆိုရင်တိပါလိမ့်မယ်ဆိုတော့ ဘလို့သဘောရလဲဆိုတာလေးကိုသုံးသပ်ပေးကြပါလိုင်းပေါ်မှာကမဟုတ်ကဟုတ်ကတွေဟုတ်ကဟုတ်ကတွေဘာတွေညာနေမှမသိဘူးအပြစ်တင်နေပြောဆိုနေတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုလှုပ်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးပဲဝေဖန်ပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့ဝေဖန်ပြီးတော့ပါပြီဆိုတော့ခင်ဗျားတို့လည်းပဲကြံပါတော့တယ်နောက်ဗီဒီယိုမှာတွေ့မယ်အားလုံးပဲဘိုင်ပါ